အမတ်တမဲကနေမှအမတ်တရဖြစ်သွားတဲ့ကိစ္စလေးတခုမျှော်ပေးချင်ပါတယ်ပြီးခဲ့တဲ့ရက်က AA ဆိုင်ဒီဇိုင်းကိုသွားတာပေါ့နော် AA ဝယ်ပြီးတော့မှပစ္စံရှင်းတဲ့အချိန်ကျွန်တော် AA လာပေးတာပေါ့နော် AA လာပေးတဲ့ညီလေးကအခုကျွန်တော်တွေ့ဦးတယ်တဲ့အခုက fitness trainer လားတဲ့ဟောရဟုတ်တယ်ပေါ့နော်သိလို့လားပေါ့နော်ပြောတဲ့ခါကျတော့အခုနာမည်က ZTA သူအဲ့ဒီလိုပြောလိုက်ကြတဲ့ကွာဘယ်ဗီဒီယိုလဲဆိုတော့ကျွန်တော်အတန်းသိလိုက်တယ် လာပါကျွန်တော်နမစက်တီအေအဲ့မဲ့သူကဆက်ပြောတာเนาะဟုတ်တယ်လေကျွန်တော်အခုရေဒီ YouTube မှာလေဗီဒီယိုသင်ထားတာလေအကူကဒီ career လုပ်ကစားနည်းဆယ်မြေဟုတ်တယ်မလားတဲ့ဗီဒီယိုတစ်ပုတ်ထဲလေးတဲ့ဟုတ်တယ်ဟုတ်တယ်ပေါ့เนาะအဲ့ဒီဗီဒီယိုကလွန်ခဲ့တဲ့10နှစ်နီးပါးလောက်ကိုရှိတော့မယ်ပေါ့เนาะကျွန်တော်သင်ထားတာအဲ့နဲ့ဟာ ဲဆိုရင်အခုဒီအဲ့ဗီဒီယိုကလူတွေဆက်ကြည့်နေကြတော့လားမသိဘူးပေါ့နော်အဲ့ YouTube အကောင့်ကလည်းကျွန်တော်ပျောက်သွားပြီဆိုတော့ပြန်ဖြတ်လို့လည်းမရတော့ဘူးပေါ့နော်ဆိုတော့အဲ့နေ့အဲ့ဗီဒီယိုကျွန်တော်ပြန်ပြီးတော့မှသွားပြီးတော့မှရှာကြည့်တယ်ပေါ့နော်ရှာကြည့်တဲ့ခါကျကျွန်တော်ပြန်တွေ့တယ်အမှ view ကမစိုးဘူးတသိန်း3000ကျော်နီးပါးလောက်ကိုရှိတယ်ဒီ channel တွင်းမှာပေါ့နော်အဲ့အပြင် review ကောင်းလေးပေးထားကြများပါတယ်အဓိကအဲ့ဒီတော့ကကျွန်တော်ကခြေကန်ကစားနီးကရိယာလို့ပေါ့ဘာဖြစ်စည်းမှမလို့ပဲနဲ့ဒီကိုယ်ခန္ဓာကိုကျန်းမာဖို့အတွက်တနေ့တာပေါ့လေအားတဲ့ချိန်လေးမှာချက်ချင်းလုံးလို့ရတဲ့အရန်ကောင်းတဲ့ကရိယာလို့ကစားနီး10မျိုး share ပေးခဲ့တာမမရရဆိုရင်အဲ့ဒီ share နေတော့ကာလဒီတနေ့နဲ့နဲ့တွဲမှာတင်ကိုအဲ့ဒီကစားနီးနဲ့တင်ကိုကျွန်တော်ပေါင်းတရာကြတဲ့ ပါတီကိုကျွန်တော် Facebook comment မှာလာရေးထားတွေ့တယ်ပေါ့နော်ပေါင်တရာကျော်အဲ့ဒီကစားနီးဆယ်မျိုးနဲ့ပဲစော့တယ်တဲ့အခုဒီဗီဒီယိုအောက်မှာလည်းနောက်ထပ်ဒီပေါင်30ကျသွားတာတွေတို့အများကြီးရှိတယ်ပေါ့နော်အဲ့တော့အော်ဒီဆယ်မျိုးတော်တော်ကောင်းတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်ရဲ့ဒီနောက်ပိုင်း follower အစ်စ်တွေမတည်သေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေဒီကစားနီးဆယ်မျိုးနဲ့အကျိုးဖြစ်ဖို့အတွက်ဆိုပြီးတော့မှအခုဒီဗီဒီယိုမှာကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီလိုကိုအနေနဲ့ဒူးနာခါနာမရှိဘူးဆိုရင်ကိုအားတဲ့ချိန်လေးမှာအခုဒီကျမ်းမာရေး ကရိယာလွတ်10မျိုးကိုလိုက်ပါလေ့ကျင့်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ခန္ဓာကိုယ်ဝိတ်ကိုသုံးပြုပြီးကစားရတဲ့ body weight exercise 10မျိုးပဲဖြစ်ပါတယ်။အဲ့ဒီ10မျိုးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အမှတ်တရအများကြီးရှိတယ်။ဘာလို့ဆိုဒီ10မျိုးဒီတိုင်းပဲမိတ်ဆွေတို့ရဲ့ရှေ့မှာခုမှပေါ်လာမှာမဟုတ်။ဥယင်ကလေးရှိခဲ့ပါတယ်။ဒီ10မျိုးကိုကျွန်တော်တို့မန်လေးတောင်အောင်ရှေ့မှာလည်းပြည်သူလူထုအများကြီးရှေ့မှာလည်းဘယ်လိုလေ့ကျင့်ရမယ်ဆိုတာလည်းကျွန်တော်တို့ပြပြီးတော့မှ free အခမဲ့ဖြန့်ဝေပေးခဲ့ဘူးပါတယ်။ပြီးတော့စံမှုစုံတစ်ခုမှလည်းကျွန်တော်တို့ဖြန့်ဝေပြတာပေးခဲ့ဘူးပါတယ်။အမှတ်ရပြောရမယ်ဆိုရင်ကျွန်တော်တို့ဘာကပေါ့လေဖုန်ကြီးเจ้าမှလည်းလူ ငယ်တွေအယောက်150နဲ့ပေါ့လေအဲ့လိုကျွန်တော်တို့ဒီကစားနည်းကိုဖြန့်ဝေပြတ်တာလေ့ကျင့်ပေးခဲ့ဦးပါတယ်ပြီးတော့ကျွန်တော်သတင်းစာမှာလည်းကျွန်တော်ပြတ်တာဖော်ပြပေးခံရဦးပါတယ်အဲဒါတွေအားလုံးကဒီပေါ့ကျွန်တော်ရဲ့ဒီကစားနည်းရဲ့အစာပြုခဲ့တာတွေပေါ့လေအခုဆိုရင်ဒီကစားနည်းကိုလိုက်ပြီးလေ့ကျင့်ပြီးတော့မှပေါင်30ပေါင်40ပေါင်60ကြားတဲ့လူတွေတော်တော်များလည်းထွက်လာပါပြီအဲ့ခါကျတော့မိတ်ဆွေတို့လက်ထဲကိုလည်းဒီ10မျိုးကျွန်တော်အရောက်ပို့ပေးခြင်းပါတယ်အခုကျွန်တော်ရဲ့ဒီ10မျိုးစပြီးမှလေ့ကျင့်ကြည့်ကြရအောင်ဒီ10မျိုးဘာတွေလဲပေါ့နော်ယုံကြည်လေ့ကျင့်မယ် ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ဝတ်ကိုအကောင်းဆုံးတဆင့်မြင့်အောင်ကျွန်တော်တို့စပြီးတော့မှပြောင်းလဲပေးလို့ရတယ်လို့ကျွန်တော်ဘက်ကအာမခံပါတယ်။ကောင်းကြီးစ조사ကြဖို့တော့ကျွန်တော်တိုက်တွန်းလိုက်ပါတယ်။တကယ်조사မှလည်းတကယ်ရတယ်ပဲလေ။ဘလောက်ပဲနီးစင်နေကောင်းကောင်းပေါ့နော်။ Okay အဲ့တော့ကျွန်တော်ဒီဆင်မြော့ပါရည်ကြီးကြီးအောင်နော်။ကျွန်တော်ရင်ဆုံးပထမကစားနီးရဆက်ချက်ပဲချေလဲဆက်မယ်။အဲ့ဒီဘက်လေးခေါက်တော့လိုက်။ဒီဘက်ထောင်းမယ်နော်။ Okay ။ပြီးရင် တန်းတန်းရောက်ဆက်လာမယ်ခါရီကုန်းထားလိုက်ကော့မှာဆန့်ကျင်ဘက်ခြေလက်ဆက်မယ် ready ဆန့်ကျင်ဘက်ခြေလက်ညာလက်ဆက်ရင်ပြင်ချင်ဆက်လိုက်မယ်တန်းတန်းပဲပြင်ပြချမယ် okay နှာခေါင်းနဲ့ရှူမယ်ပစနဲ့လည်းထုတ်မယ်ရှူမယ်ထုတ်မယ်ရှူမယ်ထုတ်မယ်ခေါင်းကြီးသားရင်ပေါ့အောင်နော်မမလေးဆက်နေမယ်စူမအကျဉ်းနဲ့ဆက် okay ဟူးဆက်မယ်ဆက်ရည်မယ်နော်ကျွန်တော်စေချင်လို့ရှိသွားရတဲ့သူပဲနော် okay 1 2 3 4 ကဲဆက်ကြည့်ချင်လဲဆက်ပြီးတော့ဆက်တယ်မယ်။အခုမှလာမယ်တော့ကျွန်တော်တို့15စက္ကန့်ပူရင်နားလုံးမရအောင်ပြီးရတဲ့အတန်းပြအောင်မယ်။အခုချင်းမျိုးမှာပြေးမယ်လက်ထောက်ပြေးမယ်။လက်ထောက်ပြေးမယ်။အဲ့ဒီအတွက်တန်းတန်းရအောင်ဆက်တာပဲ။ Okay ပြီးကျွန်တော်တို့ဒီမီဒီပါထုတ်မယ်။ဘောဒီမပြောင်းမယ်။ Okay အချိန်နဲ့ဆက်အောင်ပြေးလိုက်ရအောင်3 2 1 go 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 Nothing 40 50 60 70 80 90 Woo! ဒီနေ့ပူလာပြီ။မမျိုးပြောင်းလိုက်ရအောင်။ဒီခေါက် ဲနဲ့အိတ်လက်ထောက်ထားမယ်။ဘိုက်တော့အရင်ကောင်းတယ်။ဘယ်လီပဲရိုက်မယ်ဆိုရင်အခုကျွတ်သားပြတ်ပဲ။အခုခံရလို့အစီလောင်ကျော်ဖို့အတွက်တစ်ခါတည်းပဲကယ်ရီလောင်ကျော်ဖို့လည်းဘလို့စောင့်တယ်။လက်ထောက်ထားမယ်နော်။စင်တီမီတာခြေလက်လက်ကိုပြီးမှခြံလာမယ်။ပြီးရင်ထောက်ပြီးတော့မှထားမယ်။အပေါ်ထိပုံးဒီပြေးထားမယ်။ ရောက်မယ်ဒီခေါစန့်ချပဲခြေလက်ဘယ်ဖက်ဘယ်လိုချဆောင်းဆောင်းလေးချချဟုတ်โอเค ချက်ကြည့်ကြည့်အောင်တကယ်တော့လည်းကိုပိုင်းတဲ့ချောင်းတွေအော်ဒင်းထားနိုင်တယ်ခန္ဓာကိုယ်ရင်းလေးတယ်ဆိုရင်သူ့အချိုင်လုံတော့ဘူးဟုတ်ပြီနော်သူ့အချိုင်လိုက်ပြီးရင်ပြိမ့်မယ်ကြာမယ်နော်ကိုလုံးလိုက်များကောင်းဆုံးလို့မယ်ပြီးရင်အာနမျိုးပြောင်းမယ်ကော်ဖီဆက်မယ်ချွေးနေဖတ်ချင်လာပြီပထမကြော်ပဲရှိဦးမှာโอเคဒီတော့တရမ်းရအောင်ဆက်မယ်နော်ဟုတ်ပြီ ီလိုထောက်ပြီးဆိုတော့တော်များတင်ပါရင်ညောက်သွားတယ်ပရိုစီတီအောင်ရှိမှာပေါ့တန်းနဲ့ရောက်ဒီကဆက်ဟုတ်ပြီပြီးချောင်းကိုတပီလောက်ခွဲမယ်ခါပင်လန်ဆွဲမယ်ပြန်ချရှုမယ်ထုတ်မယ်ရှုမယ်ထုတ်မယ်နှာခေါင်းရှုမစက်ထုတ်โอเค ဒီကောက်ပေးတိုင်းလမ်းမယ်ဟုတ်ပြီနော်ခုတင်သွားတယ်ပေါင်ပေးရတော့ပဲတော့ shoot in 3 2 1ဖေးကိုဖွဲပြီးတော့မှလမ်းလိုက်မယ်6ကိုပေးမယ်တင်သွားတော့ပို့ပြီးမှထိုင်ပြီးတော့မှလက်ကခြေပြောက်လမ်းထိမယ်ပြီးတစ်ခါနဲ့နှစ်ထပ်ဆူလိုက်ဟုတ်ကဲ့တစ်ချက်အချိန်နဲ့ဆယ်လုံးမယ်ဟုတ်ပြောင်းမယ် lunge back 2 lunge back 3 ားမျိုးရှိသွားတယ်။နံပါတ်6ကိုတန်းသွားတော့မယ်။ဘာပီးစ်ခုံလဲ။ဟုတ်ကဲ့။အစီချတဲ့နေရာမှာကြာရင်ရင်းချီဆုံးတဲ့နံပါတ်အကြီးဆုံးကစားလို့ပေါ့လေ။ဘာပီးစ်ဘာပီးစ်ဘယ်လိုပုံလဲ။လက်ကိုထောက်မယ်။တရနေရအောင်ဆက်မယ်။ပြီးရင်ချောင်းခဏအောင်လိုက်ယူလိုက်မယ်။ပုံပြီးထားမယ်။ပြီးပြန်ထားမယ်။ပြန်ဆက်။ဟာအကျေပုံပြီးတော့စိတ်ကြီးခုံမယ်။ချက်အာ2ချက်အာ3 ထူးထူးဝဲဆိုရင်ရှီယွန်လမ်းပဲပြီးမြတ်ထပဲဟုတ်ပြီလမ်းတစ်ခါကျရင်60ဒီပြီးပြန်ထရမယ်နော်ပဲတလဲမြာတလဲဟုတ်ကဲ့နှကောင်းရှူးပါစတ်ထုတ်နှကောင်းရှူးပါစတ်ထုတ်ဟုတ်ပြီအချိန်20ဟာဟုတ်ကဲ့ဆက်လက်ကျင်းအောင်ကျင်းအောင်မယ်နော်ပြီးပြီဟုတ်ကဲ့ကိုယ်ပါပြီးလဲ ကျွန်တော်မျိုးပြောရအောင်ဒီခေါက်ပါလို့လည်းတိုက်ဖို့မယ်နော်ဟာအောက်ပိုင်းလေးပဲစောင့်နေပြီးဒီအပေါ်ပိုင်းကျင်းဖို့အတွက်နဲ့ကျွန်တော်တို့တိုက်ကစားတိုက်ထိုးမှလည်းဖြစ်မှာဒါပေမဲ့တိုက်ထိုးရတဲ့အခါကျရင်ဒူးထောက်ပြီးထိုးမယ်နော်ခြေမဆန့်လိုက်နဲ့ဟိုကခုမှစဆော့ဆိုခြေဆန့်နိုင်မှာမဟုတ်ဘူးအဲဒါတော့ဒူးထောက်တော့အကောင်းဆုံးပဲဒူးထောက်လိုက်ပြီးဆိုခန္ဓာကိုဝေးကတော့လောက်ရော့သွားပြီโอเคဟုတ်ပြီလက်ကကိုယ့်ရဲ့ မခုံးတဲ့လက်မနေလေးလက်မလောက်ကျင်ရပြီအဝေးသွားကျေချမ်းလို့ကျင်မခုံးနေပဲညောင်းလိုက်မယ်ချက်စမတိဘူးနော်โอเคကျော်နေမှာလက်မကြော်ကြော်လောက်ပဲခွဲထားတော့ဒါပဲပြီးရင်ခန္ဓာကိုယ်ဆက်ထားမယ်ချမှတ်ပေါ့ပြီးထိုးမယ်တော့ပြီကျွန်တော်ဆယ်ချိန်ပဲထိုးမယ်နော် very good one go 10 9 8 7 6 5 4 3 2 1 ရောက်ကိုခုံးကျဲလက်ဖက်ကိုဆန့်ထားမယ်အပြီးဆုံးထားမယ်ဘက်ကပေါင်ချားတယ်မှာโอเคအောက်ထိထိုင်မယ်အမမက်လေးရုံးလို့တော့ကျဲပြင်းလမ်းပြီးမယ်ပြင်းပြင်းထားမယ်โอเคအကျေထုတ်ပြီးတော့တစ်ဖက်ကို6ကျဲ touch up 1 touch up 2 ีจะได้ไม่เอาสั่นโอเคเรื่อยๆเลยเว้ยจะได้เท่ท่าอยู่เลยเว้ยเอาไปเนาะสักกันเลยสิเนโซดีไหมพอจะโตแล้วเนาะ nineteen eighteen seventeen sixteen fifteen fourteen thirteen twelve eleven ten nine eight seven six five come on four come on three two one break ဒီကိုချပြီးနားမယ်ဟုတ်ပြီနော်ခါကိုမချနဲ့ပိုင်းလာတယ်ခါကြားရခါခါတွေပါလိမ့်ညံ့လာလိမ့်မယ်နော်ဒူးချနားမယ်โอเคဟုတ်ပြီအခုကျွန်တော်ပထမတစ်ကြော့ပြီးသွားပြီဟုတ်ပြီနော်ဒီပုံစံတိုင်းကိုတစ်ကြော့နှစ်ကြော့သုံးကြော့တက်နိုင်များသုံးကြော့ကြိုးစားပြီးလေ့ကျင့်သွားလိမ့်မယ်အဲဒီခါကြာရင်တရတာတွေကိုအတွက်ကျန်မာရေးလေ့ကျင့်ခန်းလေးဖြစ်သွားမယ်အစီအကျလေ့ကျင့်ခန်းလေးဖြစ်သွားမယ်ဒီလိုပို့ကြာချင်တယ်ဆိုရင်တော့မနေ့တစ်ချိန်ညတစ်ချိန်နှစ်ချိန်လေ့ကျင့်ပေးလိုက်ဒီချက်တော့ကြောက်ကြမှာခန္ဓာကိုယ်လို့ ရှောင်းမှုလေးလာကြည့်လိုက်မယ်ဆိုရင်တောင်ပေါင်းစုံတယ်တဲရတယ်ဆင်းရတယ်ရှစ်တက်ရတယ်နောက်ပြန်ဆော့ရတယ်အိတ်တယ်ထရတယ်အစုံမဲ့မများလို့ကိုလွယ်တယ်နော်ဟာချွေးရည်ဒီပဲကြော့ပဲရှိတယ်ချွေးတော့ထွက်နေပြီသုံးကြော့ဆိုရင်ကိုတို့ဒီနေ့အတွက်လေ့ကျင့်ခန်းကောင်းအောင်လုပ်ပြီးသားဖြစ်သွားရယ်နော်ကျွန်တော်နောက်ခါမှပြန်ဆုံမယ်နော် I'm out